တွေ့လို့တဲ့အချိန်မှာကျွန်တော်တို့ရစိတ်တွေအများကြီးဖက်ချစ်ပါတယ်အလုပ်လည်းလုပ်လို့အရင်ကောင်းတယ်အများကြီးတူးစရာရှိတယ်အချိန်လည်းတိကျတယ်အလုပ်ပေါ်မှာအများကြီးဘောနော်တူးစရာတွေတည်ယူစရာတွေတကယ်ကိုများတဲ့ကျွန်တော်ဆရာတယောက်လည်းပြောလို့ရပါတယ်ဖတ်ခင်ရေးကကျွန်တော်ကအဲ character တွေအကုန်လုံးလည်းစိတ်ဝင်စားရတယ်ဇာတ်ကားလေးကလည်းဟိုပုံမှန်ကားအင်တူရဲ့ဇာတ်အင်တူပေါ့လေ ါလို့ပြောရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းမျက်ခင်ရဲ့အာစိတ်လှုပ်ရှားလို့မျိုးကြိုက်လည်းကြိုက်နေတယ်ဒီပုံဖော်ပြီးတဲ့ခါကျရင်လည်းပြန်ပြန်အကြိုက်ကြီးတာဖြစ်မယ်ဘာလဲကောဆိုင်မယ်ဆိုပြီးကန်လန်လေးဟိုအတားဆုံစားဖို့ကောင်းပါလေတော့မုံမန်ညူပေါ့နော်စကားနာမည်လည်းမုံမန်ညူပါအဲဇလန်တို့ဖြစ်ပါလေအဲဒီဇလန်တို့ရတော့ဇက်ကို ကျွန်တော်တို့မီတင်လုပ်တဲ့အခါရောဖတ်တဲ့အခါမှာဆွေးနွေးတဲ့အခါမှာဇက်ကလီယာတော်တော်ကောင်းပါတယ်အဲသူစုအက်ဒီနီအများကြီးလို့ရမယ်အဲသူစုအက်ဒီနီအများကြီးလို့ရတယ်အခုဆိုတဲ့အက်ဒီနီအများကြီးလို့ရမယ်အခုဆိုလို့ရှိရင်အဲသမီးငယ်ဘဝရော နောက်ကြီးမြီးလေးရဲ့ဘဝရောပေါ့နော်အဲအဲ့လိုမျိုးကိုတောက်ချောက်မိတဲ့အဲဆောင်းညူတဲ့ character character နဲ့ပါဗျာစီဝါကြနေတဲ့လုပ်ငန်းရှင်တစ်ထည်တည်းကိုမင်းနိုင်ဆိုတဲ့ character အဲတတော်ဒီထဲမှာဟာပေါ့အကိုရင်လေးအိမ်မှာအလုပ်သမားပေါ့အလုပ်သမားပေါ့အစီအကံပေါ့အဲ့ဒီကစူးစိုင်းနဲ့ပြန်ပြီးတော့တိုက်ခန့်ဖြစ်တဲ့နေရာလေးပေါ့နော် ကိုတွေးတောက်ဆွဲခိုင်းတာပြီးပါသူအကြီးကျယ်လာမှာအမုန်းမင်းမျိုးကြီးอ่ะသူအမုန်းမုန်းမန်ညိုးဆိုတဲ့အတိုင်းဒီအမုန်းအမုန်းတရားတွေပုံမှာအညိုးတွေထားပြီးတော့အဲကျွန်တော်ကြောက် presence လုပ်တဲ့ဟာအဲဒီမှာဟိုပတ်ချာလဲပေါ့နော်အာကိုနဲ့ကျွန်တော်နဲ့ကိုရန်လေးနဲ့ကျွန်တော်နဲ့ကအဲဟိုငယ်ငယ်တော့ ဒီကျွန်တော်ရဲ့ခံပါရရှိတာပေါ့နော်အကိုနဲ့ကြားမှာအကိုကလည်းကိုရလေးကလည်းတို့ဘက်မှာဒီဒီပေါ့နော်အညိုလေးရှိတယ်အဲကိုမင်းနိုင်နဲ့ကျွန်တော်နဲ့ကြားတော့လည်းကြားတတ်ပါပေါ့နော်အဲကျွန်တော်ကပြန်ပြီးတော့ကိုမင်းနိုင်ကိုတိုက်ခိုက်တာရှိတယ်အဲ့ဒါပြန်လည်နေပေါ့နော်ချိန်ထားတဲ့လေးတွေအများကြီးပါတယ်ပြိဿကိုဇက်ကလည်းအများကြီးမပြောပြကြဘူးဟုတ်ကဲ့ဟုတ်ကဲ့ပထမအဦးဆုံးပဲဟုတ်၃ယောက်အထူးဆုံးတာတော့ပထမအဦးဆုံးပဲ ိုယ်တိုင်လေးနဲ့တော့ကျွန်တော်ငယ်ရောလို့တော့ခဏခဏဆုံရဆုံတော့ကဆုံဟိုကအကြီးဆုံးလည်းဆုံတယ်ငယ်ငယ်ကတည်းကနေဆုံလာတာအခုချိန်ထိအဲလို့ပြောတာအောင်ရင်ကျန်းလေးတော့ပထမဆုံးဆုံလာအဲတုံးအောင်လည်းဒါပထမဆုံးဆုံတဲ့ကားပါကျွန်တော်အောင်ရင်ကျန်းလေးကတော့စုံတာပွေးလာတော့မပြန်ကြရဘူးပွေးလာတော့မပြန်ဇလန်တွေတည်းရပါတော့ဇလန်တွေတည်းပဲစုံတယ်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ အဲ့လိုပါပဲအချစ်ကြီးတာပါအချစ်အချစ်ကြီးကစပြီးတော့မှလူလောင်မြတ်ကုန်တာပါပဲဟုတ်တယ်ဟုတ်တယ်အချစ်ကြီးတာကနေစတာအချစ်ကြောင့်ဖြစ်ကြတာကိုကြီးကအမြဲနုပြလန်းဆန်းပြီးတော့အားကြနေတာအမြဲဖြစ်နေတာဘယ်ချင်းကြီးကြီးအပြည့်ပဲကိုကခဏရတယ်နော်လူစင်နေဟုတ်ငယ်ငယ်လေးတည်းအခုချိန်တည်းလေသူတို့အမြဲတူတက်တယ်ကြီးတူတက်လာတော့တွေ့ရတာပေါ့နော်အဲငယ်ငယ်လေးတည်းကနေပြီးတော့အခုချိန်တည်းသူတို့ရှင်သူတို့ဟောတဲ့ဒီနေရာမှာချက်တင်တိုင်းပြီး ကိုကိုနာမည်ခိုင်ခိုင်ခန့်ဖြစ်သွားပြီဒီလိုပဲအောင်ယူချမ်းဆိုလည်းအဲခိုင်ခိုင်ခန့်နေရတဲ့နေရာမှာဖြစ်သွားပြီအောင်ယူချမ်းရလေဖြစ်လာပြီပေါ့နော်အဲဖြစ်လာတဲ့အများသူတို့ရဲ့ယုံကြည်ယူပကာရအကုန်လုံးကအဲတင့်တယ်လာတာပေါ့ဗျာငင်းတော့လည်းမတူတော့အခုဆိုလို့ရှိရင်ပုံပြီးခန့်ညားလာတယ်အဲနံပါတ်နဲ့ညနေလည်းတွဲမိသွားကြတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးမြင်ရတော့လည်းကျွန်တော်ဝမ်းသာပြီးပြီးဖြစ်ရပါတယ်ကျွန်တော်လည်းအဲ့လိုပြောင်းကျူသားခဲ့ရတာဟုတ်အဲ့တော့ကြိုးစားခဲ့တဲ့ကြိုးစားနေတဲ့လူတွေလို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာကြိုးစားမှုတွေလည်းအရာထင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကအများကြီးကြိုးစားမှာပေါ့အခုကတော့ကျွန်တော်တို့တွေ့တိုင်းအမြဲတမ်းသင်ပြပေးတယ်ပေါ့နော်အဲဒီအချိန်မှာဘိုးကြီးလာတော့မနဲ့ပြန်သွားတော့ကျွန်တော်တို့ဆိုတော့ကြောက်တာပေါ့နော်အခုကျွန်တော်ငယ်လဲငယ်သေးတော့အများကြီး ဒီကိုနဲ့တွေ့လို့တဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ကအများကြီးကြက်ဖြစ်ပါတယ်အလုပ်လည်းလုပ်လို့အရင်ကောင်းတယ်အများကြီးတူးစရာရှိတယ်အချိန်လည်းတိကျတယ်အလုပ်ပေါ်မှာအများကြီးဘောနော်တူးစရာတွေတည်ယူစရာတွေတကယ်ကိုအများရဲ့ကျွန်တော်ဆရာတယောက်လည်းပြောလို့ရပါတယ်ဒီကိုဒီဘွေပြကြီးဒီဆိုမှလည်းကျွန်တော်အခုလည်းတော်တော်လေးစားပါဘောနော်ကျွန်တော်အဲ့နောက်ဆုံးရိုက်တဲ့အခန်းလေးဆိုကျွန်တော်ရေးနေအမှတ်ရတယ်ဘောနော်ကိုကိုတာတက်ရတဲ့အခန်းလေးတာတက်ရတဲ့အခန်းဆိုရင်အရရလောက်အမနာလေဘောနော်ဆိုတာနဲ့အာကျွန်တော်တကယ်ကိုကိုယ်နဲ့တိကျဆောင်ရတဲ့အချိန်မှာ စိတ်ထဲမှာအဆင်ပြေတယ်ပေါ့ဟိုလိုပြောမှာအရင်ထဲမှာမစို့နေတော့ဘူးပို့ဆိုတော့ကိုဘောအာနေအာနာနေရမယ်ပေါ့နော်ကိုရိုင်းစိုးပြန်ဖြစ်တော့ဆိုတော့အများကြီးတွေးမိနေတာပေါ့ဘာပြောကိုရဲ့ဒီလမ်းပြပေးဖို့လမ်းဖွင့်ထားပေးဖို့ပုံမှာလည်းကျေးဇူးများတယ်ပေါ့နော်အခုလိုတစ်ခေါက်ပြန်ဆုံတဲ့အချိန်မှာလည်းရောင်းဝမ်းသာပါလေကိုကြီးကလည်းအများကြီးတည်ရောပေါ့ကိုကမှာတော့ပြောပြောပါတယ်အဲ့ဒီရှိရလည်းပြောပါတယ်ကောင်းတော့အော်ကြာကျွန်တော်တို့ကျွန်တော်ဗီဒီယိုရိုက်တော့လာကြည့်ဘူးလေတဲ့ မှကြည့်ဘူးလေသူအဲ့ဒီတော့အမမရရတယ်ဘယ်လိုလဲဆုံးလို့ကိုကြောင်းမှာအဲကျွန်တော်ဒုညအစားလုပ်တဲ့အချိန်မှာတော့လေးလာတဲ့အချိန်မှာကျွန်တော်ကျွန်တော် ခေါ်သွားတဲ့ကိုနာမည်တော့မေ့တယ်အဲသူချင်းရှိရလားကြည့်ချင်းကြည့်ပါဆိုကျွန်တော်ကလေးပဲရှိသေးတယ်နော်ဆယ်ဝင်းညလာပဲရှိရမယ်။အပရမအမကိုညီရိုက်နေတော့အကိုညီကတော့ကြည့်တယ်ပြီးတော့ကိုညီကိုကျွန်တော်တော့မိတာတကယ်ကိုညီလည်းလေးစားပါတယ်ဗောနော်ကျွန်တော်အဲ့တော့ကလေးတယောက်ကိုကျွန်တော်တိကျနာလေးလေးကိုဖြည့်ပေးတယ်စိတ်ရှိလက်ရှိတယ်ဖြည့်တယ်အဲကျွန်တော်ဘောမှာဥစ္စာတွေအမှတ်တရဖြစ်တယ်ဗောနော် ျွန်တော်တို့ဒီဇက်ဆာပတ်ခရေကကျွန်တော်ကအဲကရီတာကြီးအကုန်လုံးလည်းစိတ်ဝင်စားရတယ်ဇက်ကားလေးကလည်းဟိုပုံမှန်ကားတူတဲ့ဇက်အင်ဂျင်ပေါ်လေးဒီထားလို့တူရတယ်ကျွန်တော်ကိုယ်တိုင်လည်းရက်ခင်ကအာစိတ်လုံးချလို့ဒီဇက်ကားကိုစားရမယ်ဆိုပြီးကန်လန်လေးဝတ်ဒါအားစုံစားဖို့ကောင်းပါလေအဲဒီဇလန်ကိုသူ့ဆောင်မယ်ဥသစာဆိုတဲ့နေရာလေတကယ့်ကိုအဲဒီဇလန်ကြီးစဖြစ်အောင်လို့အဲပန်ဒီလိုက်တဲ့ဇက်ကောင်ကြီးတကောင်ပေါ့နော် အဆုံးထိပါပဲသူကတော့သူ့ရဲ့သူတည်းပတ်သက်ပြီးတော့မှကျွန်တဲ့ဇလန်းတွေဘလို့အာဃာရတွေအမုန်းတွေအများကြီးဖြစ်သွားကြတာအဲအဲ့လိုမျိုးပေါ့အဲ့တော့ဇလန်းတွေတည်းလေအင်တာလိုက်ဖက်တဲ့ဇလန်းတစ်ခုလို့လည်းပြောချင်ပါတယ်